ိန္ဒိယခီးတဲ့တင်လေရင်ပြတ်ကျမှုကြောင့်ဒေသုံးသူအရေအတွက်ဟာ290အထိမြင့်တက်လာပြီဖြစ်ပါတယ်။အိန္ဒိယဆရာဝန်များအဖွဲ့ကဂျွန်လ12ရက်နေ့အိန္ဒိယလေကြောင်းပိုင်ခီးတဲ့တင်လေရင်ပြတ်ကျခဲ့ရာနေရာကနေရော့အလောင်း290ရှာတွေ့ထားပြီလို့ဂျွန်လ15ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ဗြိတိန်နိုင်ငံလန်ဒန်မြို့စီထွက်ခွာသွားတဲ့လေရင်ဟာအမာဒါဘတ်မြို့လေစိတ်ကနေပြန်တက်ပြီးမနစ်ပိုင်းအတွင်းမှာတင်ပြတ်ကျခဲ့တာပါ။လေရင်ဟာမြို့ထဲကစေးကြောင်းသားအဆောင်တစ်ခုစီထိုးဆင်းသွားခဲ့ပြီး ပေါက်ကွဲမိလောင်ခဲ့တာကြောင့်လိုက်ပါသွားသူ242ဦးထဲမှာအသက်40အရွယ်ဗြိတိန်နိုင်ငံသားတဦးထဲသာအသက်ရှင်ကျန်ရစ်ပြီးအားလုံးသေဆုံးခဲ့ပါတယ်။အာနာဘန်တွေကလင်းရင်ပြက်ကြတဲ့အချိန်မြေမြေပေါ်မှာရှိနေသူတွေဘလောက်များလဲဆိုတာကိုအတိအကျစမ်းသပ်နိုင်ဖို့စ조사နေဆဲဖြစ်ပြီးပြက်ကြတဲ့နေရာမှာနောက်ထပ်ရော့အလောင်းတွေကိုဖြန့်ကျက်ရှာဖွေနေတာပါ။လက်ရှိအခြေအနေအရလေရင်ပေါ်ကခရီးသည်တွေနဲ့အမှုဒဏ်တွေအပြင်မြေပြင်ပေါ်မှာရှိနေသူနောက်ထပ်29ဦးအ ਨੇ ဆုံးတေဆုံးတဲ့အတိတ်ပဲဖြစ်ပါတယ် ကဲဆယ်ရဲ့အဖွဲ့တွေဟာရှာတွေ့ထားတဲ့အလောင်းတွေကို DNA စစ်ဆေးမှုတွေပြုလုပ်ပြီးဘယ်သူဘဲဝါဆိုတာခွဲခြားနိုင်ဖို့စ조사နေပါတယ်။တေဆုံးသူတွေထဲမှာအိန္ဒိယနဲ့ဗြိတိန်နိုင်ငံသားတွေအများဆုံးပါဝင်ခဲ့ပြီးအဲ့ဒီနှစ်နိုင်ငံစလုံးမှာအောက်မေ့ကြေကွဲမှုအခမ်းအနားတွေနဲ့ဆူတောင်းပွဲတွေကျင်းပခဲ့ကြပါတယ်။လေရင်ပြတ်ကျရတဲ့အကြောင်းရင်းကိုအိန္ဒိယလေကြောင်းမတော်တဆမှုစုံစမ်းစစ်ဆေးရေးဘျူရို AAIBV ကဥဆောင်စစ်ဆေးနေပြီးလက်တလုံးမှာတော့ဘာကျင်းကြမ်းမှမထုတ်ပြန်သေးပါဘူး။တေဆုံးသူတွေရဲ့မိသားစုတွေကတော့ ်တက်တန်း၁၂နှစ်တာရှိသေးတဲ့ Boeing 787-8လေယာဉ်ဘာကြောင့်ပြတ်ကျသွားခဲ့သလဲဆိုတဲ့အဖြေကိုစောင့်ဆိုင်နေကြတာဖြစ်ပါတယ်။အိန္ဒိယလေကြောင်းလိုင်းရဲ့ခီးစင်မှတ် AI-171 လေယာဉ်ပြတ်ကျခဲ့ပြီးတဲ့နောက်လေကြောင်းလိုင်းမှာရှိနေတဲ့ Boeing 787-8နဲ့ Boeing 787-9လေယာဉ်အားလုံးကိုပြန်တမ်းမှုရာယီဆိုင်းငံ့ပြီးလုံခြုံရေးပြန်လည်စစ်ဆေးမှုတွေလှုပ်ဆောင်နေပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကောင်မှာတော့အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာအမာဒါဘတ်မြို့စီကိုရိုင်းရောက်လာခဲ့ပြီး လေရင်ပြတ်ကြတဲ့နေရာကိုမိနစ်20လောက်လှက်ပတ်ကြည့်ရှုခဲ့ပါတယ်။သူဟာတူးတဲ့အသက်ရှင်ကျန်ရည်သူခီးတဲ့ဘေးရှဝခူးမရာမတ်နဲ့လည်းစေယုံမှာတွေ့ဆုံခဲ့ပါတယ်။အိန္ဒိယလေကြောင်းလိုင်းရဲ့အမှုဆောင်ချုပ်ကန်ဘယ်ဝီဆန်ဟာလည်းလေရင်ပြတ်ကြတဲ့နေရာစီရောက်ရှိခဲ့ပြီးဖြစ်စဉ်တစ်ခုလုံးအတွက်တုံ့လှုပ်ကြေကွဲမိကြောင်းသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်ရှင်။